Battle Harvest City Fellowship ကနေပြန်လည်ပြီးခါမှကြိုးဆိုပါရယ်ဆိုတော့ကျွန်တော် page ကလေးကိုကြည့်မယ်ဆိုတော့ BHM Live Channel ကနေပြန်လည်ပြီးခါမှကြိုးဆိုပါရယ်ဆိုတော့ကျွန်တော်ဒီကနေ့ဖျားရဲ့နှုတ်ကပတ်တော်ကိုတူတူကွာဆင်ခြင်ဖို့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့အချစ်ရဲ့တက်သေးဆိုတဲ့ခေါင်းစဉ်လင်းအဖြစ်ကျွန်တော်ဒီကနေ့ဖျားရဲ့နှုတ်ကပတ်တော်ကိုဝင်းကသွားမှာဖြစ်ပါတယ်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဘလောက်အထီးကြီးမားပြီးမှသူဘလောက်အထီးလူသားတွေကိုချစ်တယ်ဘလောက်အထီးသူတက်သေးပြခဲ့တယ်လဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကြည့်အောင် ဖျားရဲ့နှုတ်ကပတ်တော်ထဲမှာကဘာဦးချမ်းနဲ့ဗျာဒိတ်ချမ်းအထိကိုကျွန်တော်ကြည့်လိုက်လို့ရှိရင်ဖျားရဲ့နှုတ်ကပတ်တော်ထဲမှာချစ်ချင်းမေတ္တာဆိုတဲ့အကြောင်းအရာတွေပဲအဓိကနှစ်သာတာပဲဖြစ်ပါတယ်ဘယ်လိုမျိုးလူမျိုးဖြစ်နေပါစေစင်ရချမ်းသာဖြူတမဲအားလုံးအပုအရှိလူသားအားလုံးကိုချစ်ချင်းမေတ္တာပေးကမ်းတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်မဲ့ဖျားသခင်ကသူ့ရဲ့ ချစ်ချင်းမေတ္တာကိုဘာလို့လဲဆိုရင်တက်သေးပြရဖျားဖြစ်တယ်ဆိုတော့ကိုရှိဦးစွာနဲ့ကျွန်တော်နှုတ်ခွန်းဆက်သားချင်ပါတယ်အဲကြောင့်ဘုရားရဲ့ချစ်ချင်းမေတ္တာကိုတကယ်ပဲမိစမ်းသိရှိတဲ့ဘုရားရဲ့ဓာရမီတွေဖြစ်ကြရအောင်ဆိုပြီးမှထလောင်းပြီးခါမှကျွန်တော်ခွန်အားပေးချင်ပါတယ်ဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်မသွားခင်လေးမှဆုတောင်းဆက်ကမ်းနှံကြရအောင်တန်ရှင်းတဲ့ဖျားနာမတော်ချီးမွမ်းနဲ့ဒီကနေ့ကိုရဲ့နှုတ်တော်ထွက်ကိုသားသမီးတို့ပြင်ဆင်ကြမှာဖြစ်တဲ့ ဒီပြင်ဆင်တဲ့အပေါ်မှာကိုရောဖျားဆက်လျေကောင်းကြီးမင်္ဂလာအဖြစ်ရစ်ပတ်ပေးတော်မူပါနှုတ်တော်ထက်ကိုလည်းကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါဟောပြောသူတတ်တော်ကောင်းချာနာသူတတ်တော်ကောင်းကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါကျေးဇူးတော်ပါကိုချီမောလည်းယေရှုနာမဖြင့်ဆုတောင်းဆက်ကဲအနှံကြပါဖျားသခင်အာမင်ဆိုတော့အချစ်ရဲ့တက်တည်ဆိုတဲ့ဖျားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်အဓိကအဖြစ်ရွေးချယ်ထားတဲ့ဂျမ်ပိုက်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3ထဲကနေကျွန်တော် ပြန်ပြီးခါမှာ ဝင်ငှသွားချင်တာဖြစ်ပါတယ်ဒါ popular ကြမ်းချက်လေးပါအဲ popular ကြမ်းချက်လေးကိုကျွန်တော်ဒီကနေ့ဖတ်သွားပါရစေဒါအားလုံးအသိပီးသားပဲဖြစ်ပါတယ်ဆိုတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုင်းငယ်16ကနေ16ခုမှနော် ဖျားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိ၌တပါတည်သောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏ဆက်ကွန်မှာလောကီသားတို့အားအပြစ်စီရင်ခြင်းကဖျားသခင်သည်သားတော်ကိုဤလောကသို့စီလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းစီလွတ်တော်မူ၏ဖတ်တော်တဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပုံမှာဖျားရှင်ကောင်းကြည့်ပေးပါစေဆိုတော့ဒီဖျားရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်ကြည့်တဲ့အခါမှာ မိမိ၌တပါတီတော်သားတော်ကိုစေလွှတ်တော်မူသည့်တိုင်အောင်ဘသူဒီကိုချစ်တယ်လဲလောကမှာရှိတဲ့ပုထုဇဉ်လူသားလူသားလို့ခေါ်တဲ့ခီးသွန်းဧည့်သည်တွေကိုဘုရားရှင်ကအယံမဲ့ချစ်လွန်းတဲ့အတွက်ကြောင့်တပါတီတော်သားတော်ကိုစေလွှတ်တယ်တဲ့အဲ့တပါတီတော်သားတော်ကိုယုံကြည်လက်ခံတော်သူမှန်သည်ကပါတယ်လေကေဒင်ချင်းကိုရမယ်ထာဝရအသက်ကိုရရှိမယ်တဲ့ထာဝရဘုရားစေလွှတ်တဲ့သားတော်ဟာ ုထုစဉ်လူသားတွေရဲ့အပြစ်တရားကာယကံဝစီကံမနောကံကနဲ့မလွတ်မြောက်နိုင်တဲ့လူသားတွေကိုအပြစ်စီရင်ခြင်းဖို့ပြုလုပ်ဖို့မဟုတ်ဘူးတဲ့ကယ်တင်ပြီးမှထာဝရအသက်ကိုပေးဖို့အတွက်ပဲဖြစ်တယ်ဆိုပြီးမှဘုရားသခင်ကသူ့ရဲ့ချစ်ချင်းမြတ်တာကိုဒီမှာပြရုပ်တစ်ခုလုံးနဲ့ဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာချစ်ချင်းမြတ်တာလို့ကျွန်တော်ပြောတဲ့အခါမှာစစ်မှန်တဲ့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်တို့နားလေသဘောပေါက်ဖို့အသိပြီးခါမှာအရေးကြီးပါတယ် အဲအကြောင်းအရာကိုပဲကျွန်တော်တို့ဘယ်မှာတွေ့လို့ရလဲဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကျအခန်းကြီး3ထဲမှာဖခင်ရဲ့ဂျွန်ကိုတိုင်ဖြစ်တဲ့နီကိုဒင်ကိုတိုင်ကဖခင်သခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလေပေမဲ့ဘလို့နားလေတယ်လဲကောင်းအားဖြင့်နားလေပေမဲ့နှလုံးသားအားဖြင့်နားမလဲဘူးဆိုတော့ကျွန်တော်ကတွေ့လို့ရတယ်အဲဆိုကြည့်အောင်နီကိုဒင်ရဲ့အကြောင်းအရာကိုဘလို့ဖော်ပြပေးထားလဲနီကိုဒင်ဟာတဲ့အခန်းကြီး3အပိုင်းငယ်တဲ့မှာယူဒလူမျိုးဖြစ်ပြီးမှ ဖာရီရှဲတယောက်ဖြစ်တယ်တဲ့ ဖာရီရှဲဆိုတာကအားလုံးသိပြီးသားပါဂျန်တပ်ပုဂ္ဂိုလ်နီဂေါဒင်ဆိုတာကတကယ်ပဲရှက်ဟက်ဒရင်းလို့ခေါ်တဲ့အဖွဲအစည်းဂျူးလူမျိုးတွေထဲမှာတကယ်ပဲဂျန်တပ်ပုဂ္ဂိုလ်တွေဖွဲ့စည်းထားတဲ့အဖွဲအစည်းတဲမှာသူကပါဝင်နိုင်တဲ့ဂျန်တပ်ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။အဲဂျန်တပ်ပုဂ္ဂိုလ်တောက်ကခရစ်တော်ရဲ့တွင်တင်တဲ့အရာတွေကို သူပြန်ပြီးခါမှကြားလာတဲ့အခါမှာခရစ်တော်ရှင်မှာညမှာသွားတယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။အဲအเจ้าရကိုအပိုင်ငယ်နှစ်မှာဖော်ပြပေးထားပါတယ်။ ညာရောက်တဲ့အခါမှာယေရှုထံမှာတဲ့ဤကောင်းတွေကသွားပြီးမှဘလို့ပြောတယ်လဲဆိုရင် အော်ယေရှုဖျားတင်ပြုတ်လောက်တဲ့နမိတ်လက္ခဏာတို့ဟာဖျားသခင်ရဲ့အခွင့်တော်မရှိဘူးဆိုရင်ဘယ်သူမှမပြုတ်လောက်နိုင်ဘူးဆိုတာကိုကျွန်တော်ကောင်းကောင်းသိတယ်ဆိုပြီးခါမှယေရှုဖျားကိုဖော်နော်သွားပြီးခါမှဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ်ဆိုတော့ယေရှုဖျားကနမိတ်လက္ခဏာတွေလောက်တယ်ဆိုတော့ကိုနိကောဒင်ကမျက်စိအားဖြင့်လည်းမြင်တယ်နားအားဖြင့်လည်းကြားတဲ့အခါမှာ ိသလားသိတာပေါ့ယုံကြည်သလားယုံကြည်တာပေါ့ဒါပေမဲ့သူ့ရဲ့ယုံကြည်ခြင်းကဘယ်မှာပဲအဆုံးသတ်တယ်လဲဆိုခေါင်းမှာပဲအဆုံးသတ်တယ်နှလုံးသားထဲမှာသွားပြီးမှအဆုံးမသတ်ဘူးအကြောင်းယေရှုနဲ့နီဂေါဒင်နဲ့တွေ့လိုက်တဲ့အခါမှာအဲ့လိုပြောပြီးလိုက်တာနဲ့ယေရှုဖျက်ကနီဂေါဒင်ကိုဘယ်လိုပြောလဲတူတရမွေးချင်းမခံတော့သူမိဒီကဖျားသခင်နိုင်ငံတော်ကိုမမြင်ရဘူးငါအမှန်ကန်ဆိုသည်ဆိုပြီးမှနီဂေါဒင်ကိုပြန်ပြီးခါမှာပေါ်ပြပေးထားတယ် အဲ့မှာကျွန်တော်ညီကောတင်ကကောင်းအားဖြင့်တော့ဖရာသခင်စေလွှတ်တော်သူဖြစ်တယ်ဆိုတာကိုတော့သိတယ်ယုံလဲယုံကြည်တယ်ဒါပေမဲ့နှလုံးသားနဲ့လက်မခံတဲ့အခါမှာယေရှုကညီကောတင်ကို ဖော်ပြပေးထားတယ်တူတရမွေးဖွားခြင်းကို မခံတော်သူကတဲ့ဖရာသခင်ရဲ့နိုင်ငံတော်နဲ့မောင်းနိုင်ငံတော်ကိုမမြင်ရဘူးဆိုပြီးခါမှာယေရှုဖရာကသူ့ကိုပြောလိုက်တယ် ပြောတဲ့အခါမှာနီကိုဒင်တဘောပောက်တဲ့ဖရားရဲ့ကျွန်းနီကိုဒင်တဘောပောက်တဲ့အရာကဒုတိယမွေးချင်းကိုနားမလဲဘူးပြောချင်တဲ့အရာကဖရားကိုကောင်းအားဖြင့်တော့သိပေမဲ့နှလုံးသားအားဖြင့်သူမသိဘူးဖြစ်တယ်။ ဲ့ဒါကြောင့်ယေရှုကထပ်ပြီးမှပြောလာတဲ့အခါမှာဒုတိယမွေးဖွားခြင်းအကြောင်းကိုပြောတဲ့အခါမှာနှီးခေါင်းရင်ကဖះရဲ့ဂျုံဖြစ်တယ်သူများကိုစာသင်ပေးနေတဲ့လူဖះတရားအကြောင်းကိုဟောပြောနေတဲ့လူဖြစ်ပေမဲ့နားမလဲတဲ့အခါမှာနှီးခေါင်းရင်ကယေရှုဖះကိုဒုတိယမွေးဖွားခြင်းနဲ့သက်ဆိုင်တဲ့အရာကိုပြန်ပြီးခါမှာမေးတယ်နီကိုရင်ကလည်းအသက်ကြီးသောသူတီမွေးချင်းကိုအဘယ်သို့ခနိုင်ပါမင်းနဲ့အမိဝမ်းထဲသို့ တပံဝင်၍ငွေချင်းကိုခံနိုင်ပါမည်လို့ဆိုပြီးမှလူဦးနောက်အားဖြစ်မမေးတဲ့ငါတို့အသက်ရွယ်ကြီးပြီအမေရဲ့ဘိုက်ထက်မှာဘလို့ပြောင်းဝင်ပြီးမှဘလို့မွေးဖွားချင်းကိုခံရမလဲလို့မေးလိုက်တယ်ဒီဟာကိုကြည့်ချင်းအဖြစ်ဘာလဲဆိုနေကောတွေကဖျားတရားပိုင်းမှာတော့အယံမဲ့ကိုင်းဆိုင်ပေမဲ့ဖျားတခင်ရဲ့ချစ်ချင်းမေတ္တာကိုကောင်းအဖြစ်သိတယ်ဖျားရဲ့ကောင်းမြတ်ချင်းကိုကောင်းအဖြစ်တော့သိပေမဲ့နှလုံးသားအဖြစ်ညီဆန်းသိရှိခြင်းမရှိပါဘူး ဲ့ထက်နဲ့ကျွန်တော်ဘာသင်ခန်းစာယူလို့ရတယ်လဲဆိုရင်ဒီကနေ့မှာဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ဘုရားအမှုတော်ဆောင်တွေလည်းဖြစ်ဖြစ်မှာပါဘုရားကိုယုံကြည်တဲ့ဘုရားရဲ့သားသမီးတွေလည်းဖြစ်မှာပါနှင်းနဲ့ကြာပြီးကမှမျိုးရိုးစင်ဆက်ခရိယန်လည်းဖြစ်ဖြစ်မှာပါဘောပဲနဲ့လန်တဝက်ကနဲ့ဖះကကယ်တင်ချင်းပေးလို့ကျွန်တော်ဖះရဲ့သားသမီးဖြစ်လာတဲ့လူလည်းဖြစ်ဖြစ်မှာပါဘယ်လိုမျိုးပဲဖြစ်နေပါစေဖះသခင်ရဲ့ချစ်ချင်းမြတ်တာကိုကောင်းအားဖြင့်သိရှိတဲ့ဖះရဲ့သားသမီးတွေမဟုတ်ပဲနဲ့ ကျွန်တော်နှလုံးသားအဖြစ်သိရှိတဲ့ဘုရားရဲ့သာသမီတွေဖြစ်ဖို့ညီကောတွေကဒီမှာမိမောင်းထုတ်ပြသွားတာကိုကျွန်တော်တွေ့လို့ရတယ်ကျန်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့နေတိုင်းဘုရားရဲ့နှုတ်ကပတ်တော်နဲ့သွာလာနေပေမဲ့လည်းကောင်းအားဖြင့်တော့ဘုရားကိုသိပေမဲ့နှလုံးသားအားဖြင့်ဘုရားနဲ့ဝေးနေတဲ့ဆိုတော့ကျွန်တော်တွေ့လို့ရတယ်။ဒီတိုင်းပဲကျွန်တော်တို့တင့်အသက်တာနဲ့ကျွန်တော်ရဲ့အသက်တာမှာလည်းဒီလိုမျိုးဖြစ်ဖို့သိပြီခါမှလွဲပါတယ်။ မတိမတာလေးနဲ့ကျွန်တော်ဖះကိုနှလုံးသားအဖြစ်ဆန့်ကျင်တော့သူများမဖြစ်ပါမိအကြောင်းကိုကိုကိုဆင်ခြင်ဖို့အတွက်ညီကောင်းတင်ရဲ့အတ္တအဖြစ်ပြန်လဲပြီးမှခွန်အားပေးချင်ပါတယ်။အဲ့လိုဒုတိယဝေးဖွားခြင်းကြောင့်ကိုပြောလိုက်တဲ့အခါမှာညီကောင်းတင်ကမဖြစ်နိုင်ဘူး။မိခင်1 by 10ကိုပြန်ဝင်ပြီးမှဝေးဖွားဆိုမဖြစ်နိုင်ဘူးလို့ပြောတဲ့အခါမှာယေရှုကတေချပြီးငါဘာပြောတယ်လဲဆိုတာကိုဂျန်တာပုဂ္ဂိုလ်ကြီးဖြစ်တဲ့ညီကောင်းတင်ကသဘောမပေါက်ပါလားဆိုတာကိုသဘောပေါက်တဲ့အခါမှာ ိုက်ငယ်ငားမှာယေရှုကလည်းရေနဲ့ဝိညာဉ်တော်မမွေးတော်သူမြေဒီကဖရာသခင်နိုင်ငံတော်တို့မဝင်ရဟုငါအမှန်ကန်ဆိုပြီးတော့ထပ်ပြီးခါမှပေါ်ပြပေးထားတယ်ရေအားဖြင့်တော်၎င်းနဲ့နောက်တစ်ခုကဝိညာဉ်တော်အဖြစ်မမွေးတော်သူမှန်သမျှဟာဖရာသခင်ရဲ့ကောင်းကင်နိုင်ငံကိုအမွေခံရတော်သူဖြစ်မှာမဟုတ်ဘူးလို့ဖော်ပြပေးထားတယ်တမျိုးနဲ့ပြန်ဖရာရဲ့သားသမီးဖြစ်မှာမဟုတ်ဘူးလို့ဖော်ပြပေးထားတယ်ရေဆိုတာအလုပ်တည်ပြီးတဲ့ရေနှစ်ချင်းမိင်္ဂလာ ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလေသဘောပေါက်တော့သူမှန်မမျှကောင်းအားဖြင့်တော်လည်းကောင်းနှလုံးသားအားဖြင့်တော်လည်းကောင်းယုံကြည်လက်ခံတဲ့ဖယားရဲ့သားသမီးမှန်သမျှကလည်းရေနှစ်ချင်းမင်္ဂလာကိုလည်းလုပ်ရမယ်ဝိညာဉ်ရဲ့နှစ်ချင်းနော်ဝိညာဉ်တော်အားဖြင့်နှစ်ချင်းခံတော်သူဖြစ်ရမယ်တဲ့အဲ့နှစ်ခုနဲ့မမွေးတော်သူဟာဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ကျွန်တော်တို့နော်တက်ဆိုင်တော်သူမဟုတ်ဘူးဆိုပြီးမှနှိဂေါ်တင်ကိုပြန်ပြီးခါမှဖော်ပြပေးထားတယ် ဒါပေမဲ့ခရစ်တော်ကထပ်ပြီးမှဖော်ပြပေးထားတယ်ဇာတိပဂတိမွေးသောအရာဒီဇာတိပဂတိဖြစ်၏ဝိညာဉ်မွေးသောအရာဒီဝိညာဉ်ဖြစ်၏လို့ဖော်ပြပေးထားတယ်အဲ့မှာနီကိုဒင်ပို့ပြီးမှသဘောပေါက်အောင်ယေရှုဖျားဖော်ပြပေးထားတာကဇာတိအဖြစ်တင်တိလို့ရှင်တင်ဇာတိမွေးသောသူပဲဖြစ်တယ်ဝိညာဉ်အပြည့်မွေးဖွားမှတာလင်တဲ့ဟာဖရာသခင်ရဲ့သာသမီဖြစ်မယ်ဆိုပြီးခါမှနီကိုဒင်ကိုထပ်ပြီးခါမှရှင်းပြထားတယ်ဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ် အဲကြောင့်မယ်အပိုင်ငယ်ကိုမှနေကောတင်ကလည်းဤအမွှတ်ရသည်အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟုပြန်လျှောက်လင်တပန်းယေရှုကသင်သည်ဤတေလလူမျိုးတို့တွင်ဓမ္မအစရာဖြစ်လက်ပြင်ဤအမွှတ်ရကိုမသိသလောဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်သင်ဟာဂျန်တပ်ပုဂ္ဂိုလ်ကြီးဖြစ်ပြီးခါမှာတူတရမွေးဖွားခြင်းကိုတော့မှဘာလို့နားမလဲတလဲသင်ဟာသူများကိုဓမ္မတရားသင်ပေးနေတော့သူမဟုတ်ဘူးလားသင်ကိုယ်တိုင်ကြင့်ကြံနေတော့သူမဟုတ်ဘူးလား ဒါပေမဲ့သင်ဟာဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုသင်ကကောင်းအားဖြင့်တော့သိပေမဲ့နှလုံးသားအဖြစ်မြေဆန်းသိရှိတော်သူမဟုတ်ပါလား။ဒါကြောင့်နီကိုဒင်သင်ကိုယ်တိုင်သိရမယ်ဘုရားသခင်ရဲ့တာသမီဆိုတာကခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးအားဖြင့် ရေအားဖြင့်တော်လကောင်ဝိညာဉ်အားဖြင့်တော်လကောင်ရေနှစ်ချင်းခံတော်ဝိညာဉ်နှစ်ချင်းခံတော်သူများဖြစ်ကိုဖြစ်ရမယ်ဒါမှသာလင်ကောင်းကင်နိုင်ငံတော်ကတင်တို့နဲ့တက်ဆိုင်တော်သူတွေဖြစ်တယ်ဖရားရဲ့သားသမီးတွေဖြစ်တယ်ဆိုပြီးခါမှာဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရတယ်အဲ့ဒါကြောင့်မယ်ယေရှုဖရားကနီကောဒင်ကိုပြက်ပြက်ပြောတယ်ဇာတိအားဖြင့်တင်တည်တော်အရာကဇာတိရဲဆိုင်တယ်ဝိညာဉ်အားဖြင့်မွေးတော်သူကဝိညာဉ်နဲ့ဆိုင်တယ်ဆိုပြီးခါမှာဖော်ပြပေးထားတယ် အကြောင်ဒီထက်ကလည်းဘာလို့သင်ခန်းစာယူလို့ရတယ်ဆိုတော့ဖះကိုချစ်တဲ့ဖះရဲ့တသမဲဖះเจ้าကိုပုံမှန်သွားတာကကောင်းပြီမဲ့တဲ့အသက်တာမှာဖះကိုကောင်းအားဖြင့်သိရင်သင်ဟာဇာတိပိုင်းမှာပဲအဆင်ရှိပါသေးတယ်။တဲ့အတွင်းနှလုံးသားကလည်းဖះကိုတီးပြီးမှရှောက်လှမ်းတဲ့ဖះရဲ့ဒါသမီဖြစ်ဖို့ဖះသခင်ကအလိုတော်ရှိတာဖြစ်တယ်။ဒီအတိုင်းပဲညီဂေါတင်ကိုလည်းဖះသခင်ယေရှုဖះကိုယ်တိုင်ကတုံ့ပြန်ပေးထားတယ်ဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်။ အဲ့တော့ကြောင့်ပဲယေရှုဘာထပ်ပြီးပြောတယ်လဲဆိုရင်ကျွန်တော်ကြော်ပြစေအပိုင်ငယ်15မှာထိုသားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကိုရမြဲကြောင်းဒီအပိုင်ငယ်16မှာယင်းကကျွန်တော်ဖတ်သွားတယ်ပါဘုရားသခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းငါဘုရားသခင်ဒီမိမိ၌တပါတီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏ဖော်ပြပေးထားတယ်အဲ့လိုညီကောဒင်ကိုတူတင်ပေးပြီးတဲ့နောက်ပိုင်းမှာတင်ပါကိုလက်တွေ့လို့ရမလဲဆိုညီကောဒင်ဘုရားသခင်ရဲ့သားတော်ယေရှုဘုရားကိုယုံကြည်ရမယ်ဘာဖြစ်လဲကောင်းအားဖြင့်လဲသိရမယ် နှလုံးသားအဖြစ်လဲယုံကြည်လက်ခံရမယ်။ကောင်းတဲ့နှလုံးသားနဲ့တထထဲကြပြီးခါမှာတဲ့ရဲ့နှုတ်အားဖြင့်ယေရှုဘုရားငါရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ပါလား။ငါအတွက်အပြစ်မှန်သမျှကိုလက်ဝါးကားတိုင်းမှာအသေးခံပါလား။ငါနဲ့အတူနေကြီးမှာ ၃ရက်တကြိုချင်းခံပြီး၃ရက်မြောက်မှာပြန်လည်ပြီးခါမှာရှင်ပြန်ထမြောက်တဲ့ဘုရားဖြစ်ပါလားဆိုတဲ့အရာကိုကောင်းအားဖြင့်တော်လည်းကောင်းနှလုံးသားအားဖြင့်တတ်တတ်ထဲကြပြီးနှုတ်အားဖြင့်ဝင်ခံတက်တည်နော်ခံတော်သူမှတမျှဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်ဆိုပြီးခါမှာဒီမှာဖော်ပြပေးအဲ့လိုမျိုးယုံကြည်လက်ခံတဲ့ဘုရားရဲ့သားသမီးမှန်တမျှကတဲ့ဗါတယ်လေထာဝရအသက်ကိုရရှိမှာတဲ့ပျက်စီးခြင်းကိုမရောက်ဘူး ဒီခန္ဓာကိုယ်ကြီးကမြေကြီးကနဲ့ဖန်ဆင်းထားတဲ့အတွက်ကြောင့်တနည်းကြမြေကြီးကိုပြန်သွားရမယ်။ဒါနဲ့ထာဝရနဲ့ဖန်ဆင်းထားတဲ့အတွင်းလူလို့ခေါ်တဲ့ဝိညာဉ်ကြတော့ထာဝရအသက်ကိုရရှိမှာဖြစ်တယ်လို့ဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။အဲကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာမှာလည်းဘုရားသခင်ရဲ့ချစ်ခြင်းတက်တည်ပြတဲ့နိတူအဲ့ဒါကိုလက်ခံရရှိတဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့သိပ္ပိခမအရေးကြီးပါတယ်။ ဖျားသခင်ကတော့သူ့ရဲ့အချစ်စစ်အချစ်မှန်ကိုတတ်သိပြသွားတယ်။ဘာအဖြစ်လဲတပါတိသောသားတော်အဖြစ်သူ့ရဲ့နှလုံးသားအားလုံးကိုတွန်းလောင်းပြီးခါမှလောကမှာရှိတဲ့ပုထုရှင်လူသားမှန်သမျှအကုန်လုံးအတွက်ကိုသူအသက်ပေးဆက်တယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ်။ကာယကံဝစီကံမနောကံစတဲ့အရာအားလုံးနဲ့ပြင်မာတဲ့အရာအားလုံးကိုလူသားနေနဲ့မခွန့်လွှတ်နိုင်ဘူး။ ဒါပေမဲ့ယေရှုဖခင်အဖင်ခွင့်လွှတ်နိုင်တယ်ဆိုတာကိုဖခင်ကလမ်းကြောင်းထားပေးတဲ့အတွက်ကြောင့်ယုံကြည်လက်ခံတော်သူမှန်သမျှဟာဖခင်သခင်ရဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုရရှိပြီးခါမှာဖခင်သခင်ရဲ့အချစ်စစ်အချစ်မှန်ကိုရရှိတော်သူများဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခါမှာအားပေးချင်ပါတယ်ဒီတိုင်းပဲနိဂောဒင်ဟာလည်းဖခင်ရဲ့အမှုတော်ဆောင်ဖခင်ရဲ့နော် ယောက်မတော်ကိုတုံသင်ပေးတော်သူဖြစ်ပေမဲ့ကောင်းအားဖြင့်တော့တိပေမဲ့နှလုံးသားအားဖြင့်မတည်တော်သူဖြစ်နေပါတယ်။အကြောင်းတင်တဲ့ကျွန်တော်ကကောင်းအားဖြင့်နဲ့တည်တော်သူနှလုံးသားအားဖြင့်နဲ့တည်တော်သူကောင်းတဲ့နှလုံးနဲ့ခန္ဓာစိတ်ဝိညာဉ်တထထဲကြာပြီးမှယေရှုပြငါရဲ့ကယ်တင်ပိုင်ရှင်ငါရဲ့အပြစ်မှန်သမျှကိုဆေးကြောသောပိုင်ရှင် ဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံလက်လို့ရှိရင်စစ်မှန်တဲ့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်တို့တက်တည်ပြနိုင်တဲ့ဘုရားရဲ့အသားသမီးတွေဖြစ်လာမယ်။ ဘုရားသခင်ကသူ့ရဲ့အချစ်စစ်အချစ်မှန်ကိုတတ်သိပြတယ်လို့တင်းနဲ့ကျွန်တော်ကလည်းစစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုပြသနိုင်တဲ့ဘုရားရဲ့သာသမီတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခါမှခွန်အားပေးချင်ပါတယ်။အဲ့ဒါကြောင့်မဲဘုရားပြောတယ်ယောဒီမှာငါရဲ့ချစ်ချင်းမေတ္တာငါရဲ့ချစ်ချင်းမေတ္တာကိုတင်းတို့ပေးလာတဲ့ခါမှာလောကီသားတို့ကအပြစ်စီရင်ခြင်းမှာဘုရားသခင်ဒီသားတော်ကိုဤလောကသို့ဆီလွတ်တော်မူဒီမှာဟောငါရဲ့ချစ်ချင်းစစ်မေတ္တာကိုတင်းတို့ကိုငါပေးတာဟာ လောကမှာရှိတဲ့အပြစ်သားမှန်သမျှရဲ့အကုန်လုံးကို အပြစ်စီရင်ခြင်းပေးဖို့မဟုတ်ဘူး။ငါရဲ့စိတ်မှနဲ့ချစ်ချင်းမြတ်တာအပြင်တင်းတို့ကိုလွှမ်းခြုံဖို့အတွက်ပဲဖြစ်တယ်။တင်းတို့ကိုမဆပ်ဖို့အတွက်ဖြစ်တယ်။တင်းတို့ကိုအပြစ်ငရဲကနဲ့ကဲတင်ဖို့အတွက်ပဲဖြစ်တယ်ဆိုပြီးခါမှာဖော်ပြပေးထားတာပဲလောကီသားတို့ဒီကိုတော်အပြင်ကဲတင်ချင်းတို့ရောက်မြဲအကြောင်းဆီလွတ်တော်မူ၏လို့ဖော်ပြပေးထားတယ်အကြောင်းစစ်မှန်တဲ့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်ဒီမှာတွေ့လို့ရပါတယ် ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေတင်တို့ရဲ့အတ္တဓာတ်ထဲမှာခက်ခဲချင်းညုံတဲ့အချိန်ရှိမှာပါဒါမှမဟုတ်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကတော့တင်နဲ့အစင်အမြတ်တို့ပါရှိပါတယ်ဒီကနေ့မှာသူ့ရဲ့ချစ်ချင်းမေတ္တာကိုတား၍နားလေသဘောပေါက်ဖို့အတွက်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာယေရှုဘုရားရဲ့ပေးဆက်ခဲ့တဲ့အရာအလုံးတို့တား၍နားလေသဘောပေါက်ဖို့အတွက်တန်ရှင်သောဝိညာဉ်တော်ဘုရားကိုကျွန်တော်တို့နဲ့အတူပါရှိခိုင်းတာဖြစ်တယ် ဒီကိစ္စမှာတန်ရှင်းတော့ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ရဲ့အတ္တဓာတ်အแทမှာဖရာသခင်ရဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာစစ်မှန်တဲ့ပြယုတ်ဒီကိုနားလည်နိုင်ဖို့အတွက်ကိုတန်ရှင်းတော့ဝိညာဉ်တော်ရဲ့လမ်းပြမှုအားဖြင့်ကျွန်တော်အစဉ်အမြဲသွားမှသာလဲဖရာသခင်ရဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာယေရှုဖရာရဲ့ပေးဆက်ခဲ့တဲ့အရာတွေကိုနက်နက်နဲနဲနဲနားလည်သဘောပေါက်နိုင်မှာဖြစ်တယ်အဲနားလည်နိုင်ဖို့အတွက်က စစ်မှန်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဖရာရဲ့လမ်းပြမှုကတိတ်ပြီးခါမှအရေးကြီးပါတယ်။ဒါကြောင့်ဖရာသခင်ရဲ့ချစ်ချင်းမြတ်တာကိုနိကောဒင်ကဲ့သို့ကောင်းအားဖြင့်တည်တော်ဖရာရဲ့ဒါသမီးတွေမဟုတ်ပဲနဲ့ကျွန်တော်ကောင်းအားဖြင့်တော်လည်းကောင်းနှလုံးသားအားဖြင့်တော်လည်းကောင်းခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးအားဖြင့်ဖရာသခင်ရဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာစစ်မှန်တဲ့ဖရာသခင်ရဲ့မြတ်တာတော်တင့်စာတော်တွေကို နားလေသဘောပေါက်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ်။တင်းအခြေအနေပေါ်မှာဖရားရှင်ကမကြည့်ပါဘူး။တင်းရဲ့အရာထူးတွေကိုမကြည့်ပါဘူး။တင်းရဲ့ဖြစ်ချင်းတွေကိုဖရားရှင်ကမကြည့်ပါဘူး။တင်းရဲ့နှလုံးသားကိုကြည့်ပြီးမှအစဉ်အမြဲလက်ခံတဲ့ဖရားသခင်ရဲ့စိတ်မှန်နဲ့ချစ်ချင်းမြတ်တာဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပေးကမှာခွန်အားပေးချင်ပါတယ်။ကျန်တဲ့ရောက်စီတိုင်းပေါ်မှာဖရားရှင်ကောင်းချီးပေးပါစေ။